ီကနေ့အော်တိုဘာလ28ရက်နေ့တမန်တော်ကြီးများဖြစ်ကြတဲ့စိန့်ဆိုင်မွန်နဲ့စိန့်ဂျူရိုရဲ့ပွဲနေ့ ဖြစ်ပါတယ်။ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး6အခန်းငယ်7မှ16ထိုနေ့ရတို့၌ကိုရောသည်ဆုတောင်းရန်တောင်ပေါ်သို့တက်၍တညလုံးဘုရားသခင်ထံသို့ဆုတောင်းပတနာပြုလျက်နေတော်မူ၏။နေ့အချိန်ရောက်သောအခါကိုရောသည် မိမိတပည့်တော်တို့ကိုခေါ်ပြီးလင်သူတို့အထဲမှ32ပါးကို ရွေးချယ်၍၎င်းတို့အားတမန်တော်အဖြစ်ခန့်အပ်တော်မူ၏ထိုသူတို့သည်ကားပေတရုဟုကိုတော်မှဲ့ခေါ်သောစီမုန်နှင့်သူ၏ညီအန်ဒရီးယာယာကုပ်နှင့်ယောဟန်ဖိလိပ္ပုနှင့်ဘာသလိုမေဥမာတေဥနှင့်သောမတ်အာဖေဝီတာယာကုပ်နှင့်ဇေလောဟုခေါ်သောစီမုန် ယာကိုအီသားဂျူရာနှင့်ကိုရော့အပေါ်တစ္ဆာဖောင်းမိဂျူရာအစ်စကာရုတ်တို့ ဖြစ်ကြလေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့စိန်ဆိုင်မွန်နဲ့ဂျူဟာတရားတော်အတွက်အသေးခံခဲ့တဲ့တမန်တော်ကြီးများဖြစ်ပါတယ်စိန်ဆိုင်မွန်ဟာ သူ့ရဲ့နာမည်ကိုယ်ကဇဲလတ် အမျိုးသားရေးစိတ်သက်ပြင်းပြတဲ့ဂျူပါတီမှာအဖွဲ့ဝင်တယောက်ဖြစ်ခဲ့တယ်ဆိုတာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။သို့သောတခင်စုရဲ့ခေါ်တော်မူခြင်းကိုခံရပြီးတဲ့နောက်ယုံကြည်ခြင်းအတွက်အသေးခံခဲ့တယ်။ဂျူတွေရဲ့အမျိုးသားရေးဝါဒတစ်ခုတည်းအတွက်မဟုတ်တော့ဘဲအင်္ဂလိပ်တရားတော်အတွက်အသေးခံခဲ့တယ်။လူများကဲတင်ခြင်းအတွက်ခရစ်တော်ရဲ့တည်ငောင်းကို ဖြန့်ဝေရင်းနဲ့အသေးခံခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ခေါ်တော်မူခြင်းသို့ဒီမှာတမျိုးသား အုပ်စုတစ်စုအဖွဲ့တစ်ဖွဲ့စီကောင်းဖို့လောကရဲ့ပန်းနိုင် ရောက်ဖို့တတ်တတ်မဟုတ်ပဲသာဝရပန်းနိုင်ဖျားသခင်စီ ရောက်ဖို့အတွက်ယုံကြည်ခြင်း ဖြန့်ဝေဖို့တတ်သိခံဖို့အတွက်ခေါ်တော်မူခြင်းဖြစ်တဲ့စကားကိုကျွန်တော်တို့ပထမအချက်အနေနဲ့မှတ်သားကြပါလိမ့်မယ်။စိန်ကျုကတော့ကျွန်တော်တို့အားလုံးနဲ့ရင်းနေပြီးသားပုံကူဖြစ်ပါတယ်။ညွန်လင်းချက်ကိမဲ့တော့အချိန်မှာဝင်ရောက်ကြားဝင် ဖြန့်ပြေးပေးတဲ့ပုံကူဖြစ်ကျွန်တော်တို့အထုတလဲ ပူဇော်ကြပါတယ်။သူ့ရဲ့ဂျာဝင်ဆူတောင်းဖြံပြေးပေးမှုကို အမှန်တကယ်ခံစားရရှိတဲ့ပုံကူများလဲတမိုင်းတစ်လျှောက်များစွာရှိတယ်ဆိုတာကိုကျွန်တော်တို့သိကြပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းပဲမကြခဏအာကိုတဲ့အကျင့်အလေအထရှိကြပါတယ်။ဒီနေ့သူ့နဲ့ပတ်သက်တဲ့ထောက်ရှုချက်တစ်ခုစဉ်းစားလို့တာကတော့တန်ရှောင်းခန်းကြီး14ခန်းငယ်23ကနေ23သူကနေ မေဂွန်ထုတ်ထားတာကိုတွေ့ရပါတယ်။သခင်သူထံကိုမေဂွန်ထုတ်ထားတယ်။သူ့ရဲ့မေဂွန်ကတော့လော့ကီသားတို့ကို သူ့ကိုယ်သူမဖော်ပြပဲတမန်တော်အစုအဖွဲ့လောက်ကိုပဲဘယ်လိုပုံစံမျိုးဖော်ပြမလဲဆိုတာကိုသခင်သူထံမှာမေဂွန်ထုတ်ထားတာကိုတွေ့ရပါတယ်။သခင်သူပြန်လဲဖြေချလိုက်တဲ့အဖြေဟာအင်မတန်အရေးကြီးပါတယ်။အင်မတန်နှတ်ဆိုင်ပါတယ်။မကြာခဏထောက်ရှုကြရမယ့်အဖြေလည်းပဲဖြစ်နေပါတယ်။အကျဉ်သူသည်ငါကိုချီးပြီးငါ့စကားကိုလိုက်နာစောင့်ထိန်အပ် ခမီးတော်သည်ထိုသူကိုချစ်ပြီးငါနဲ့ခမီးတော်အတူတကလာရောက်ခါထိုသူ၏အထက်၌ကိန်းဝတ်ဆံပေမယ်လို့ပြန်လည်ဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီမေကွန်းဟာရှင်မြန်ထမြောက်ခြင်းအဖြစ်အပျက်ကြီးမတိုင်ခင်မှာ အချိန်ကမေ့လာတဲ့မေကွန်းဖြစ်သလိုသခင်စုဘက်ကလည်းပဲဒီအချက်ကိုကြိုတင်ဖော်ပြဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဘုရားသခင်ဟာသူ့ကိုယ်သူတည်ရှိတဲ့ပုဂ္ဂိုလ်အဖြစ်ဖော်ပြထားတယ်။ရိုးရိုးတာမန်တည်ရှိတဲ့ပုဂ္ဂိုလ်အဖြစ်မဟုတ်ပဲလူတွေရဲ့အတွင်းသက်စိတ်နှလုံးထဲမှာမမြင်နိုင်တော့လည်းပဲနှက်ဆိုင်စွာကဲဝုန်နေတဲ့ပုဂ္ဂိုလ်အဖြစ်သခင်စုရဲ့အဖြစ်အပျက်တရားအဖြစ်ဖော်ပြခဲ့တာကိုတမန်တော်တွေသိရှိခဲ့ကြပါတယ်။တွေ့မြင်ကြုံတွေ့ခဲ့ကြပါတယ်။ဒါကြောင့်ဘုရားသခင်ဟာရိုးရိုးအိုင်ဒီယာအတွေးခေါ်အယူဆသက်သက်မဟုတ်ဘူးတကယ်ပုံကိုစစ်စစ်ဖြစ်တယ် ဒီပုံကိုစစ်စစ်ကလည်းပဲတကယ်အတွင်းသက်အကြဆုံးနေရာမှာတည်ရှိတယ်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့မထင်နဲ့ကျွန်တော်တို့နားမလည်နိုင်တဲ့နေနဲ့တည်ရှိတယ်ဆိုတာကိုဖော်ပြလိုက်ခြင်းလည်းပဲဖြစ်နေပါတယ်ဒါမှတစ်ချက်သတိထားရမှာကတော့မျောလင့်ချက်ကိမဲ့တဲ့အချိန်တွေမှာလည်းပဲရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ကြပါလိမ့်မယ်ဖျားသခင်ဟာတစ်ခါလေမှာအဝေးကိုရောက်နေတယ်လို့လို့ခံစားတွေ့ကြုံကြရပါလိမ့်မယ်တစ်ခါလေမှာကျွန်တော်တို့ဆူတောင်းတာကိုနား မကြားသလိုလိုလည်းဖြစ်နေမှာပါတခါတည်းမှာတိတ်ဆိတ်လွန်းနေတဲ့ပုံကူမျိုးအဖြစ်လည်းပဲတွေ့ကြုံခံစားကြမှာလည်းပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်နေပါစေဘယ်လိုပဲတွေ့ကြုံရပါစေ သူဟာအနည်းဆုံးမှရှိကြတယ်ဆိုတဲ့အချက်ကိုတခေသူရဲ့အဖြစ်ပြက်တရားအဖြစ်ဖော်ပြနေပါတယ်ကားတိုင်းတော်ဘောကအဖြစ်ပြက်အဖြစ်အထွတ်ထိပ်ဖော်ပြခဲ့တာကိုတွေ့ရပါတယ်ခမီးတော်ပျောက်သွားပြီလားနာမကြတော့ဘူးလားအဝေးကိုရောက်နေသလားပြစ်ဖဲထားပြီလားဆိုတဲ့ မေခွန်းနဲ့မေ့စရာရှိပါတယ်။သို့တော့ဒီလိုအချိန်မျိုးမှာခမီးတော်ဟာအနည်းဆုံးမရှိခဲ့တယ်ဆိုတဲ့အချက်ကိုရှင်းမြန်ထမြောက်ခြင်းနဲ့တက်တည်ပြခဲ့တာကိုတွေ့ရပါတယ်။ဒါဟာဖျားသခင်ရဲ့နှံ့နေရပဲဖြစ်တယ်။ဖျားသခင်ဖော်ပြလာတဲ့အရာဖြစ်ပါတယ်။တမန်တော်ရဲ့အားဖြင့်ဒီချက်ဟာစိန်ကျူရဲ့မေခွန်းကနေအခြေခံပြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။စိန်ကျူဟာလည်းပဲကျွန်တော်တို့ကိုသတိပေးလေရှိပါတယ်။ဖျားသခင်မျောလင့်ချက် မဲ့တဲ့အချိန်တွေမှာလည်းပဲအနည်းဆုံးမှရှိပါတယ်ဆိုတဲ့အချက်ကိုဖော်ပြပေးနေပါတယ်သူရဲ့ကျောင်းဝင်စုတောင်းပြန်ပြေးပေးခြင်းအဖြစ်ဒါကြောင့်ကျွန်တော်တို့တွေဒီအချက်ကိုယုံကြည်ကြပါလိမ့်မယ်ကျွန်တော်တို့ရဲ့စုတောင်းချက်တွေချက်ချင်းလန်ငင်ပြည့်စုံခြင်းမှပြည့်စုံမယ်ကျွန်တော်တို့အတန်ကိုဖျားသခင်မကြားတယ်လို့လိုမျိုးခံစားရကောင်းခံစားရနိုင်တယ်သို့တော့ဒီပုတ်ကိုဟာကျွန်တော်တို့နားမလည်နိုင်တဲ့နီးနဲ့ရှိခဲ့ပါတယ်ဆိုတာကိုတားတော်ရဲ့အဖြစ်ပြက်တရားအဖြစ် ဖော်ပြခဲ့တာသဘောကျွန်တော်တို့ယုံကြည်ကြပါလိမ့်မယ်။ဒါဟာဖျားသခင်နဲ့နဲ့ရအချက်ပဲဖြစ်ပါတယ်။ဒါဟာတခြားသူတွေကိုမဖော်ပြဘဲသူ့ရဲ့နောက်လိုက်ဖြစ်တဲ့တယောက်စီကိုဖော်ပြခဲ့တဲ့အချက်လည်းပဲဖြစ်နေပါတယ်။ဒီအချက်ကိုဒီနေ့ကျွန်တော်တို့ကျင့်မာနေတဲ့စင်ကျူရဲ့ပွဲနေ့ကစင်ကျူကိုယ်တိုင်ကကျွန်တော်တို့ကိုတတိအမြဲပြည့်လျက်ရှိတဲ့သူတာကိုယုံကြည်ကြပါစို့ဖျားသခင် အနည်းဆုံးမှရှိပါတယ်အနောက်ဆိုင်ဆုံးနေရာမှာ ရှိပါတယ်ကျွန်တော်တို့အလှမ်းဝေးနေတယ်လို့ထင်ရတော့လည်းပဲ တိတ်ဆိတ်နေတယ်လို့ထင်ရတော့လည်းပဲမောင်မဲနေတော့လည်းပဲဒီကြားထဲမှာသူရှိတယ်ဆိုတဲ့အချက်ကတော့ကျိန်တည်တဲ့အချက်ပဲဖြစ်ပါတော့တယ်။မျောလင်းချမဲ့သောအခြေအနေများ၌ကိုရောကိုပုံမူရတွေ့ရှိသိမြင်ခံစားနိုင်စေတော်မူပါ။